မွေးမြူရေးထွက်ကုန်အေခေတာများပြည်ပတို့တိုက်ရိုက်တင်ဖို့နိုင်ရှိချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေပြည်တော်ကထွက်ရှိတဲ့မွေးမြူရေးထွက်ကုန်အေခဲသားများကိုပြည်ပသူတိုက်ရိုက်တင်ပို့နိုင်ရှိချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့စိုက်ပျိုးရှိမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနကတည်ရပါတယ်။အဆိုပါအေခဲသားများထုတ်လုပ်ဖို့ဆန္ဒရှိသူများအနေနဲ့နေပြည်တော်ကောင်စီနယ်မြေမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။ နေပြည်တော်ရှိမြို့နယ်မှာခွာနာရှာနာယောဂထိန်းချုပ်ဆောင်ဝန်ဖြစ်2023ခုနှစ်ဇွန်လ17ရက်ကစတင်ပြီးဌာနဗန္နာရန်ပုံငွေနဲ့အခမဲ့ခွာနာရှာနာယောဂကာကွယ်ဆေးထိုးလုပ်ငန်းကိုစတင်ဆောင်ရွက်ခဲ့ပြီးခွာနာရှာနာယောဂထိန်းချုပ်ဆောင်ဝန်ဖြစ်2023ခုနှစ်ဖေဖော်ဝါရီလ17ရက်တွင်ကြီးညာနိုင်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါခွာနာရှာနာယောဂကင်းရှင်းဆုံးကျင်းညာနိုင်မှာကနေပြည်တော်ကောင်စီနယ်မြေကထွက်ရှိတဲ့မွေးမြူရေးထွက်ကုန်အေခဲသားများကိုပြပတို့တိုက်ရိုက်သိမ်းဖို့ဆောင်ရွက်နိုင်မယ်လို့သိရပါတယ်။ အဆိုပါမဲခေါင်လန်းချန်းစီမံခိန်းရထောင်ပန်းနဲ့ဆောင်ရွက်ထေနေပြည်တော်ခွာနာရှာနာယောဂါထိန်ချုပ်ဆုံးကောက်ွယ်စေးထိုးနှံခြင်းနဲ့သုံးသက်ဆွေးနွေးပွဲကိုနိုဝင်ဘာလ9ရက်မနက်ပိုင်းကစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနရုံးဝတ်မှတ်36စူဝေးဆောင်ခံမှမှကျင်းပခဲ့တာဖြစ်ပြီးတင်ပို့ခြင်းလုပ်ငန်းအတွက်သက်ဆိုင်ရာနိုင်ငံအစိုးရဝန်ကြီးဌာနများနှင့်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့သိရပါတယ် ထာအပြင်မကြမီရသေးစိတ်ဆွေးနွေးမှုဆောင်ရွက်ပြီးတစ်ဖက်မှာလည်းယောဂါကင်းရှင်ချောင်းအတိပြုချက်များရရှိပြီးပါကကွန်တွက်ဖက်နိုင်ငံများတို့တိုက်ရိုက်တင်ဖို့ရောင်းချနိုင်ဖို့စီမံဆောင်ရွက်ရှာမှာဖြစ်ပြီးဝင်းမြူရေးလုပ်ငန်းကိုစိတ်ဝင်စားပြီးဤခဲသားများထုတ်လုပ်ဖို့ဆန္ဒရှိသူများအနေနဲ့နေပြည်တော်ကောင်စီနယ်မြေဝင်းမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့လည်းသိရပါတယ်ရှင်။